ရှိဆောင်မင်္ဂလာဆောင်ကိုလုံးဝမသွားပဲအိမ်မှာဒီလိုလုပ်နေတဲ့ဝိုင်းစုအကြောင်းဖွင့်ချထားတဲ့အောင်လားရှိဆောင်ဟိဝိယံကကြီးချိန်မင်္ဂလာဆောင်နေချိန်မှာဝိုင်းစုခန့်တင်ကတော့မင်္ဂလာဆောင်ကိုဖိတ်တာတော့လုံးဝမသွားပဲအိမ်မှာလုံးဝမကြံစည်တဲ့နာချီကိုလုတ်ကင်နေတယ်လို့အောင်လားကချပြလာခဲ့ပါတယ်ဟေးဝိယံနဲ့ဝါစုကိုင်းတိန်ဟာအခြေဥတွေဖြစ်ကြပြီးငေပေါ်ဝါတို့ကခုပြစ်ခဲ့ကြတဲ့တိန်တန်ရုံးစင်ကြီးခင်ရှာတာပါ ဒါပေမဲ့ခိုးပြေးပြီးသုံးညအိပ်ပြီးတာတော့ဟင်းဝင်းရံရဲ့အမေကလုံးဝပြေးမပောင်းခဲ့ပင်မမပိုင်းလေးဖြစ်တဲ့ဟင်းဝင်းရံကလည်းဝမ်စုခိုင်တင်ကိုစပီးနားမလည်လို့ကရှောင်နေခဲ့ပါတယ်။ဒါကြောင့်ဝမ်စုခိုင်တင်ခင်ဗျာအတန်ရော့အဆက်ပါ꿰ခင်ရပင်ဟင်းဝင်းရံကိုနားတဲ့စိတ်နဲ့နောက်ထပ်ယောက်ျားနှစ်ယောက်ကိုထပ်ယူခဲ့ပါတယ်။အဲ့ဒီတည်းမှာအောင်လာဒုတိယမြောက်ဖြစ်ပါတယ်။အောင်လာယူပြီးတာတော့မှဟင်းဝင်းရံနဲ့ဝမ်စုခိုင်တင်ကိုတားသွင်းထိုးပါတယ်။ အိမ်တော်ကြီးကလည်းလုံးဝအဆင်မပြေပဲနောက်ဆုံးမှပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ကကွဲခဲ့ကြတာဖြစ်ပါတယ်။အောင်လာကလင်မယားခွဲပြီးနောက်မှာဝိုင်းစုခိုင်တဲ့ကို ပထွေးမုံမုံနေခဲ့ပါတယ်။ဒါကြောင့်တစ်ချိန်လုံးအရက်တောင်ပြီးဝိုင်းစုခိုင်တဲ့ရဲ့မကောင်းချောင်းတွေကိုလိုင်းပေါ်ထိုင်တင်လေးရှိတယ်လို့အခုလေဟိမယံမင်္ဂလာဆောင်နေတဲ့အချိန်မှာဝိုင်းစုခိုင်တဲ့နဲ့ပြိတ္တတွေကြောင့်ရန်တိုက်ပြီးတဲ့စကားတခုကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ အလုံးကသူ့ရဲ့ Facebook အကောင့်မှာအလုံးဝိုင်းချက်နေကြတဲ့အစွန်ရောအိုက်တော်မကြီးရဲ့စိတ်ဓာတ်ဟာအောက်ဆုံးမှရောက်နေပြီ။သူကအောင်လေးနာမည်ကိုတော့ဟာဝါရလို့ပေးထားတယ်လို့ရေးတင်ခဲ့တာပါ။နာမည်ပြေစုံကိုတိုးခေါက်စလုံးနဲ့ရေးထားတာဖြစ်တဲ့အတွက်ပရိသတ်ကတန်းတီးခဲ့ကြပြီ။မင်္ဂလာဆောင်မသွားပဲဝိုင်းစုကန်တဲ့ကဟဲဝင်ရကိုနန်းနေနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါင်းတမင်ရေးတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လေပြိသက်တွေကတော့ဝိုင်းစုခိုင်တဲ့ကိုအပြည့်မြင်မဲ့ဆောင်ယောက်ျားကြီးတံမင်းနဲ့မိန်းမတယောက်ကိုတတ်တက်ကြီးလိုက်တိုက်ခိုက်နေတဲ့အောင်လာကိုတောင်ပိုပြီးရွှန်ရှားသွားခဲ့ပါတယ်။ပြိသက်ထေကတယောက်ဆိုရင်မင်းနဲ့ပြက်စဲပြီးသူဟာသူအေးအေးချမ်းချမ်းနေနေတဲ့မိန်းကလေးတယောက်ကိုအခုလိုလေးလိုက်ပြောနေတာမရှက်ဘူးလား။ယူတော့ကလည်းလက်ကြောမတင်းလို့ရှာမကြွေးနိုင်ဘူး။ကွဲတော့လေမင်းလက်ပါလို့မင်းဖောက်ပြန်လို့တတိုင်းပြည်လုံးတီးပြီးမှနာမည်ပြက်နေကွဲတယ်။ အခုလေကွဲပြီးတာနောက်မင်းဟာတပတ်မင်းကလေးရဲ့ပါစနယ်ကိုတပုတ်လီလင်းရှောက်ပြောနေတယ်ဆိုတော့ဘလူယောက်ျားမျိုးတွေမင်းအချောင်းပစက်ထဲထည့်ပြုံးရတာနဲ့တင်တော်တော်တနာနေပြီဝိုင်းစုခိုင်တဲ့ငုံဘယ်တော့မှထပ်မထင်းနေလို့တော့တတိပေးပြောဆိုခဲ့ပါတယ်ဒါအပြင်တခြားပြည်သက်တွေကလည်းနေဘက်မှာဆိုရင် မင်းသားမင်းသမီးတွေကိုချင်လွန်းလို့မွေးလာတဲ့ကလေးကနေခွေးစုံမင်းသားမင်းသမီးတွေနာမည်ပဲပေးချင်တာပါမင်းသမီးနာမည်နဲ့ခွေးမလေးတွေရှိသလိုမင်းသားနာမည်နဲ့ခွေးလေးရှိပါတယ် အောင်လနာမည်နဲ့ခွေးလေးလေးတပုံကြီးပါပဲ။ခွေးလို့ခေါ်တိုင်းသာနန်းနေနာဆိုရင်အကိုအညွတ်တုံးနေပါပြီလို့ပြန်လေခြေပခဲ့ကြပါတယ်။ဝိုင်းစုခိုင်တဲ့ရဲ့ဖန်စစ်စစ်တွေကတော့ဝိုင်းစုကမွေးထားတဲ့အာဝုကို ဟိမ့်ဝင်ရဲ့နာမည်ပေးထားနေဆိုရင်တော့မလွန်ပါဘူး။တုံးကြတော့ပေါင်ပြီးမှမမပိုင်းလောက်သွားတဲ့ကောင်ကိုအောင်းနဲ့ရှင်နာအောင်းတော်နာပါသေးတယ်။ကိုနေတော့ကသာမိမိချစ်သားလေးလုံးနေပြီးနောက်တစ်ယောက်နဲ့မှမင်္ဂလာ၆ပွဲဆောင်နေဆိုတော့အသိနာစရာပါပဲ။ မိမတယောက်အနေနဲ့သူလဲခန်းစားချက်တော်ရှိမှဘာလို့လဲဝိုင်းစုမှန်နေလို့ပြောဆိုထားကြပါတယ်ပရိသတ်ချင်းတို့ရောရှိစားဟောင်းနဲ့မင်းနဲ့အောင်မွေးထားနေဆိုပြီးဝိုင်းစုအကြောင်းနဲ့အတင်းထုတ်ပြောလာတဲ့အောင်လာပေါ့ဘလူများထင်ကြပါသလဲနော်